လောကမှာကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဏမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ် အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်မတို့လုံနေတာအမှားမရှိဘူးအကောင်းနေလုံတယ်သို့တော့အတိတ်တုန်းကမှားရမှုတွေဟာလေလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျွားဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလိုအဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလိုရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ပြီးတော့မလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရမယ်။ခဏလေးဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်။ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တည်စေမယ်ဘုရားကိုပူဇော်မယ်။နော်။ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရအောင်လုပ်ရ။ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်။ ဖျားပန်းရေးချမ်းအမြဲတမ်းဆက်ကဖျားကိုအာယုံပြုဖျားကိုအာယုံပြုပြီးတော့ကုသတရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလိုကြိုးစားခြင်းအားဖြင့်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြတ်သွားနိုင်တယ်ဒါကြောင့်မို့ရှိတော့ကျမ်းစာတစာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ချမ်းရေးတယ်ဆိုတာပြီးအောင်ရေးနိုင်မို့တော်ခင်းအမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ အစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းမခင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တို့ရေးတာ ပြောတာမဟုတ်ဘူးနော် အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာ ဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနောက်ရှက်တွေဝင်လာရင်လည်း ပြီးတိုင်မှာမဟုတ်ဘူးအဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရယ်လို့ခေါ်တာပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်ဟောအတွင်းထဲမှာကြားဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရယ်လို့ပြောတာအဲ့ဒီအန္တရယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ ဖရာရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ရှားဖြတ်ဝေရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်။ဒါကြောင့်မလို့မကောင်းတဲ့ဒီကံစိုးမိုးမောင်းတွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာဝယ်ရသလဲလို့ဆိုဖရာကိုအာယုပြုတ်ပြီးတော့ ဘုရားနဲ့တတိကိုမြန်မြန်ပွားပဲဘုရားနဲ့တတိကိုပွားတယ်ဆိုတော့ဘုရားရှိခိုးတာတမန်ဩဃာသဩဃာသနဲ့ရွတ်ပြီးတော့ဘုရားရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုတာလောက်အောင် လှုပ်ပြီးတဲ့အခါကိုလှုပ်တဲ့ကုသကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အင်းဆောင်တ္တိပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ဟာမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားခင်မင်းယဉ်ဤမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုအနေမရောက်အောင်သူကဟိုကြည့်ကြည့် လူမပြောနဲ့လေဒီဒီသမ္မာမပြောနဲ့အိန္ဒာနိချင်းနဲ့တဲ့အောင်ပေါင်းရင်တောင်မှပဲကို့အိမ်ကိုကြည့်ပေးပေါ်ရမယ်မတဲ့ဘူးဆိုရင်မတိကြောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိန္ဒာနိချင်းနဲ့တဲ့မှာအဲ့ဒါလိုပဲကိုမမြင်ရလို့အိမ်ဆောင်တတ်တို့ကိုဆောင်တတ်တို့သွားပြီးရံမဖြစ်လေနဲ့ ရံဖြစ်ရင်တော့အရာကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘူးဘယ်သူနဲ့မှရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ်ဟင်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ်မျက်စောင်းထိုးကြည့်တာအ ਨੇ ဆုံးခံရကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်အဲဒီကောင်းကြီးကလည်းသိတယ်သူတို့ကဒီတရိษံနေမှာလည်းအသိရှိတယ်လေဒီခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်စောင်းစုံကြည့်တယ်သူတို့အမြဲတမ်း အမြဘာလုံးလဲဆိုဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေအဲ့တော့ဘသူနဲ့မှရမ်းမဖြစ်ပဲနဲ့မေတ္တာသက်ရအောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ဟောကိုယ့်တဲ့အကူအညီရခြင်းပဲဒါကြောင့်မို့မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းဖိတ်ကြပြီးတော့ သူတို့ကိုအရေးတည်ယူလုပ်ပေးတာဟာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတည်ယူနှုတ်ဆက်ရင်ရင်နှီးတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူလူချင်းတောင်ဒီလိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ကံကောင်းအောင်လုပ်ဖို့ဆိုပြီးပါကိုကိုယ်တိုင်က ရှင်တဲ့ကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့ လုပ်မယ်ဖះကိုဖះကိုအာယုံပြုပြီးတော့မေတ္တာနဲ့ဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသေချာတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှာမရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပို့ဆိုးတာအဲ့ကြလို့ရှင်ပို့ဆိုးသွားနိုင်တယ် အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလဲအပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ဖို့လုံနေရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဖះကိုအာရုံပြုမယ်စီမီပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဥစားပေးတယ်နော်တောင်းသည့်ဖြစ်စေမတောင်းသည့်ဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ် ဘုရားကုံတော်တွေကိုကိုယ့်ရဲ့ယင်နဲ့နှလုံးနဲ့ရောက်အောင်တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်ရပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့သာဆူတောင်းဆောင်းဝဲအောင်လို့ရှိရင်ဒီ၅လုံးပါပါစေ၆လုံးပါပါစေထိုင်တာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မို့လို့ ဆူတောင်းရုံနဲ့ဘယ်ရမှမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ်ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝီရိယတို့အတိညာတို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒီလိုအကြောင်းအကျိုးစီရောစွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒီလိုအချက်တွေကိုသိတာမှလည်းပဲသက်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခတ်သိန်းကိုတည်စွာနိုင်တဲ့ အတိညာရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်